ားလုံးပဲမင်္ဂလာပါရှင်။ကတ်တွန်းဖေသိန်းရဲ့စာပရိသားကိုဆက်လက်ဖတ်ပြပေးမှာဖြစ်ပါတယ်။ဒီတစ်ခါဆောင်းပါးလေးရဲ့အမည်ကတော့ရုပ်ပြောင်တဲ့ရုပ်တန်ဖြစ်ပါတယ်။တစ်ခေတ်ပြီးတစ်ခေတ်ပြောင်းလဲလာခဲ့ပါပြီ။ကြောက်ခေတ်၊တန်ခေတ်ဒီခေတ်မှာဆက်ကူဝယ်တယ်ပလတ်စတစ်ဝယ်တယ်ဒို့မဟုတ်ပလတ်စတစ်ကောက်တော့ခေတ်ဆက်ကူကောက်တော့ခေတ်တောက်စာခေတ်ပေစာခေတ်ဆက်ကူစာအုပ်ခေတ်ထို့မှကွန်ပျူတာစာပေခေတ် ရုပ်သေးခေနှင့်ရုပ်ရှင်ခေထို့ပြင်ဓာတ်လုံးခေဓာတ်ပြားခေရေဒီယိုခေရီကော်ဒါခေကက်ဆက်ခေတီဗီခေဗီဒီယိုခေထိုခေများနှင့်အတူဘာကလေးခေ1893 1944ဘာချန်းခေ1902 1953ဟိန်ဆွန်းခေ1902 1989 ဟာကလေးခေတ်ဆိုသည်မှာကတ်တွန်းရွှေတလေးအမည်ခံကတ်တွန်းဥပကလေးထို့ပြင်ဥရွှေရုပ်အမည်ဖြင့်ရုပ်ရှင်လောကတွင်လည်းထင်ရှားကျော်ကြားလှသောပြယုပကလေးအမည်ခံကတ်တွန်းဆရာကြီးဥပကလေးဤခေတ်ဖြစ်၍ကတ်တွန်းလောကဤခေတ်ဦးပင်အာချမ်းခေတ်ကအလင်ငါကျော်စွာ ကတ်တွန်းဝိဇာကတ်တွန်းဥပချမ်းဤခေတ်ဖြစ်ပါသည်ဟိန်စွန်းခေတ်ကထူးခြားလာသည် သူဤခေတ်သည်စာနယ်ဇင်းတွင်ဗာချန်းခေတ်ထက်ဥစွာဆခဲ့၍ဥပချန်းကွယ်လွန်သွားတော်လဲသူဤဘဝတက်တန်းရှည်လျားလာသောကြောင့်ဟိန်ဆုံးခေတ်သည်ရှည်လျားလာသည် သူကမြမကတ်တွန်ရုပ်ရှင်ကိုစတင်ခဲ့သူ ကတ်တွန်ဆရာကြီးကတ်တွန်ဘိုးအေကြီးဥဟိန်ဆုံးဖြစ်သည် ဥပကလေးသည် ဥပချန်းထက်၉နှစ်ကြီး၍ဥပချန်းကဥဟိန်ဆုံးထက်၁၀လကြီးသည်ဥပကလေးနှင့်ဥဟိန်ဆုံးက ဆရာနှစ်တပည့်ဖြစ်တော်လဲအတွဲများ၍တငယ်ချင်းပေါင်းပေါင်းကြသည်ထိုကတွန်းဆရာကြီးများဤလှုပ်ရှားမှုများကိုလက်ဆုပ်လက်ကင်ပြစရာအထောက်အထားပြည့်ပြည့်စုံစုံမရှိတော်ဘီဥပမာကတွန်းဆရာကြီးဥပကလေးမှာရုပ်ရှင်မင်းသားရွှေရိုးဖြစ်ကြောင်းကြိမ်ပြောရမလို့ဖြစ်နေသည်တကယ်ပါဖျားစုမိုးချိုးပြစ်ရွှေရိုးကကတွန်းဆရာဥပကလေးဖြစ်၍ကတွန်းပညာကြောင့်ပင် ရုပ်ပြောင်းရုပ်လွှဲအလွန်ကောင်းသည်ဟုဆို၏ အတန်တိတ်ရုပ်ရှင်ခေတ်ရုပ်ရှင်လောက၏ပိတ်ကားပေါ်တွင်အထင်အရှားလှုပ်ရှားခဲ့သောအကျော်အမော်ဖြစ်ခဲ့သည်သို့သော သူ၏ရုပ်ရှင်လှုပ်ရှားမှုသည် ရုပ်သေးအဖြစ်မိတ္တူချင်းခံခဲ့ရသည်ထိုခေတ်ရုပ်ရှင်ဖလင်တို့သည် အလိုလိုမိလောင်တက်ခြင်းကြောင့်ကိုကိုကိုမိတ္တူလိုက်တဲ့ကဲ့သို့ပင်ဖြစ်သည်အတန်တိတ်ရုပ်ရှင်ခေတ်ဖြစ်သောကြောင့်သူ၏အတန်ကလေးပေါ်မကြံရစ်နိုင်ခဲ့သို့သောဥပကလေး၏ ကတ်တွန်းများနှင့်ရုပ်ရှင်ဓာတ်ပုံများကိုမန္တလေးလူထုတော်အမားကလက်လံမိသည်များစုဆောင်၍စာအုပ်များရေးသားထုတ်ဝေနိုင်ခဲ့သည်။တော်အမား၏ကြီးမားသောဆန်းဆောင်မှုကြောင့်သာဥပကလေး၏ကတ်တွန်းရွှေတလေးဘွားကတ်တွန်းရုပ်ရှင်မင်းသားရွှေရိုးဘွားကိုနောင်လာနောက်သားများကဖတ်ရှုသိရှိရသည်။ထို့နည်းတူ ဥပချမ်း၏ဘွားလှုပ်ရှားမှုကိုတာနေစဉ်အဟောင်းများတွင်ရှာလျင်တွေ့နိုင်သေးသည်။ လူထုတော်အမှားကပင် ဥပကျမ်းဤအထုပ်ပတ်တိနှင့် ကတ်တွန်းပေါင်းချုပ်ကြီးဖြစ်မြောက်အောင်ကြိုးပမ်းလျက်ရှိသည်ဟုကြားသိရသည်မှာကြာညောင်းခဲ့ပါပြီ။ဒီနေ့တိုင်မမြင်ရပါ။ဥပကလေးဤကတ်တွန်းများထုတ်ဝေစဉ်ကလည်းခင်းနှစ်စနစ်မကန့်ညီခြင်းကြောင့်အခက်အခဲများစွာနှင့်ရင်ဆိုင်ခဲ့ရသည်ဟုသိရသည်။ထို့ကြောင့်ယခုလည်းဥပကျမ်းဤခေဟောင်းမှ ကတ်တွန်းများသည်ခင်မမီတော်၍တင့်နေပြီလော။ သို့သောဥပါကျံ၏ကတွန်းများကဘယ်ခေတ်ကြည့်ကြည့်ခေတ်သစ်လူသားတို့၏ကြေးမုံဖြစ်သည်ထို့ပြင်ဥပါကျံသည်စက်တောင်ကွအမည်ဖြင့်ကတွန်းရုပ်ရှင်ရိုက်ခဲ့သေးသည်စက်တောင်ကွလည်းမကွနိုင်စက်တောင်လည်းမိလောင်ခဲ့ရှာပြီးဥပါကလေးဟင်္တရဘတ်ရှိတံပီတွင်ကွယ်လွန်ခဲ့စဉ်က မြေမြုပ်တကြိုခဲ့သည်ဥပကျမ်းကိုလည်းတောင်မွေတုတ်တန်တွင် မြေမြုပ်ကူတွင်တင်းချိုခဲ့သည်။သို့သောဥဟိန်ဆုံးကိုတော့ ကြံတော်တွင်မိသိန်းချိုခဲ့သည်မှာ၃လလမျှသာရှိသေး၍သူဤခက်က ပူပူနွဲ့နွဲ့ပင်ရှိသေးသည်။သူခက်ကရှည်လျားလာသောကြောင့်သူခက်ဦးတွင် သူရေးဆွဲခဲ့သောကတော်များပင်ပျောက်လူပြီ။သူပထမဦးစွာစတင်ရေးဆွဲရိုက်ကူးခဲ့သောဥကလိန်တခြင်းအလိုက်ကတော်ရုပ်ရှင်က သူထက်ဦးစွာမိသက်ချိုခြင်းခံတော်ရလိမ့်ပြီ။မြန်မာနိုင်ငံမှလောက်သားပြည်သူတို့သည် TV ခွတ်တင် အာယုံ၅ပါးမှရုံမြင့်တန်ကြားကိုအာယုံခံစားကြလိမ့်မည်။ပြန်ကြားရေးနှင့်အတန်လွှင့်ဦးစီးဌာနမှမြမရုံမြင့်တန်ကြားအစီအစဉ်တွင်အမှုပညာရှင်ကြီးများနှင့် တွေ့ဆုံခန်းကို အထူးအစီအစဉ်ဖြင့်တင်ဆက်ပြသသည့်အထက်အမှုပညာလောကတစ်ခုလုံးဝမ်းမြောက်ဝမ်းသာရှိကြပါသည်။သို့သော TV ခေတ်ရောက်လာမှပင်ကွယ်လွန်သူအမှုပညာရှင်ကြီးများ အသေးစောလို့နှမျောမိကြသည် မြန်မာပြည်တွင် TV ခေတ်မရောက်မီကကွယ်လွန်သွားကြသောပညာရှင်ဆရာကြီးများအတွက်အထူးပြောစရာမလိုတော့လဲ TV ခေတ်တွင်တက်ရှင်လှုပ်ရှားနေလျက်နှင့်ပညာရှင်ကြီးများ၏ရုပ်တံကို TV မျက်နှာပြင်ငွေရောင်လွှာတွင်မမြင်ရမကြားလိုက်ရခြင်းကဝမ်းနည်းစရာပင်ဟုတ်ပါသည်ဥပကလေးဥပကျန်းတို့အတွက်အထူးပြော၏မလိုတော့လဲဥဟိန်စွန်းအတွက်ကဝမ်းနည်းစရာဖြစ်သွားသည် မြမယုံမြင့်တန်ကြားတွင်အမှုပညာရှင်ကြီးများနှင့်တွေ့ဆုံဆွေးနွေးခန်းတွင်ပကြီဥပကြီးနှင့်တွေ့ဆုံဆွေးနွေးခန်းကိုတင်ဆက်လိုက်ရာပကြီဥပကြီးမှာရိုးရာပန်းပညာရှင်များကောင်စီစီယုံရေးကော်မတီ၏ဥက္ကဋ္ဌလည်းဖြစ်သောကြောင့်ရိုးရာပကြီပညာရှင်အမှုပညာလောကတစ်ခုလုံးဝန်တာကြပါသည်အမှုပညာရှင်ကြီးများနှင့်တွေ့ဆုံခန်းတွင်ဂီတပညာရှင်ကြီးများ ရုပ်ရှင်ပညာရှင်ကြီးများစသည်ဖြင့်ပါဝင်ကြသည်ကိုတွေ့ရပါသည်။ရိုးရာပန်းပညာရှင်ကြီးများနှင့်တွေ့ဆုံခန်းတွင်ပကြီးဥပါကြီးပြီးနောက်ဘဘူးဥဟန်တင်စသည်လိုဖြစ်သည်။ပြီးတော့ကတ်တွန်းဥဟိန်စွန်းလာလိမ့်မည်ဟုအများကလည်းမျှော်လင့်နေကြသည်။အများမျှော်လင့်နေကြသည့်အတိုင်းဟေ့ဖေသိန်းငါ့ကို တီဗီရိုက်မယ်လို့ကြားတယ်။ဟုနားအလင်းမကြသောဥဟိန်စွန်းကကျွန်တော်ကိုပြောပြသည်။ ဥဉ္စွန်ပင်လင်မျောလင့်လျက်ရှိပါသည်သို့တော်မရိုက်ဖြစ်အဘဲကြောင့်ဆိုသောဆရာကြီးမှနားမကြားသည့်အပြင်လီအားနေ၍စကားပြောရာတွင်နှီးကတုံဆိုင်ခြင်းကြောင့်ရိုက်ကူးရန်အခက်တွေ့နေဟန်တူပါသည်မိတို့ပင်ဖြစ်စေဆရာကြီးကိုတီးပြီးရိုက်ပါကဆရာကြီးရေးဆွဲသောကတ်တွန်းပုံများနှင့်ကြားညက်ကဖြစ်မြောက်အောင်ကျွန်တော်စီစဉ်ကူညီမည်ဟုဆရာကြီးအားပြောထားပါသည် သူနှစ်ပင်ဆရာကြီးဥဟိန်စုံကွယ်လွန်သွားခဲ့ရလေသည်ဆရာကြီးဥဟိန်စုံကွယ်လွန်ပြီးနောက်မကြမီပင် ကတွန်းဆရာများနှင့်တွေ့ဆုံဆွေးနွေးခန်းကိုရိုက်ကူးလိုကြောင်းရုံမြင့်တန်ကြားမှ အကြောင်းကြားချက်အရရုံမြင့်တန်ကြားမှဥအောင်မြင့်နှင့် ကျွန်တော်တွားရောက်တွေ့ဆုံရပါသည်ဥအောင်မြင့်ကကျွန်တော်တို့ဥဟိန်စုံကို ရုံမြင့်တန်ကြားရိုက်ဖို့အစီအစဉ်ရှိပါတယ်ဆရာကြီးကလည်းနားမကြားဘူးဆိုတော့အခက်ခဲတွေ့နေတော့ သူ့ကွယ်လွန်သွားတော့မရိုက်ဘူးမိတာနှမျောเสียဝမ်းနေเสียပေါ့တဲ့ကျွန်တော်ကလည်းဥဟိန်စွန်းနဲ့ရိုက်ကူးဖြစ်နေကုညီနိုင်ရင်စီစဉ်ထားကြောင်းပြောပြပါသည်ဥအောင်မြင့်ကပင်ကတုံးဥဟိန်စွန်းနဲ့မရိုက်ကူးလိုက်ရတော့လဲအစီစဉ်ရှိခဲ့သည့်အတိုင်းယခုလက်ရှိကတုံးဆရာ၃လေးဥနှင့်တွေ့ဆုံရိုက်ကူးလို့ကြောင်းပြောရာကျွန်တော်ကယခုရထားသောကတုံးဆရာများနှင့်မလုံလောက်ကြောင်း လက်ရှိကတ်တွန်းလောကတွင်အတိအမှတ်ပြုထားသော ကတ်တွန်းဆရာများပါတဲ့အကြောင်းကိုတင်ပြလိုက်ပါသည်။အမှန်တိုင်းဆိုရပါမူကျွန်တော်ကိုယ်တိုင် TV မျက်နှာပြင်ငွေအောင်လွှာပေါ်တွင် ကိုရီမသွေးလိုပါ။ကျွန်တော်ဆရာဆရာကြီးများဖြစ်ကြသောကွယ်လွန်သူကတ်တွန်းဆရာကြီးများ၏ဘဝဖြစ်စဉ်ကိုအဓိကထား၍ TV တွင် တင်ပြခြင်းဖြင့်ဆရာကြီးများ၏ဂုဏ်ကျေးဇူးကို ထုတ်ဖော်လိုပါသည်။ထို့ကြောင့်နောက်ဆုံးတွင် ဥပထွေဥစိန်ဥအောင်ရှင် ဦးကျော်စန်းဥပကလေးတို့နှင့်တွေ့ဆုံဆွေးနွေးခံရိုက်ကူးနိုင်ရန်ကျွန်တော်တာဝန်ယူလိုက်ပါသည်30ရက်6လ1989နေ့သည်ကတ်တွန်းဆရာများနှင့် တွေ့ဆုံဆွေးနွေးခံရုပ်မြင်သံကြားရိုက်ကူးသောနေ့ဖြစ်ပါသည်ရုပ်မြင်သံကြားစတူဒီယိုတို့ဦးစိန်ဦးအောင်ရှင်ဦးပါကလေးဦးပါထွေးဦးကျော်စန်းနှင့်ကျွန်တော်ကိုစီကိုငှကိုတင်ပြလို့တော့ကတ်တွန်းပုံများကို ယူဆောင်လာကြသည်လူစုမိကြပါပြီမကြမီတီဗီရိုက်တော့မီမရိုက်ဘူးမီကျွန်တော်တို့အားလုံးကိုမိတ်ကတ်ချေတာပါသည်မိတ်ကတ်ချေတာပြီးမှပဲကတ်တွန်းရုပ်ပြောင်ဆရာတို့ဤမျက်နှာသည်ပြောင်ဆက်ဆက်ပြောင်ကျော်ကျော်လူဆွင်တော်လိုလိုယခုမှရုပ်ပြောင်နှင့်ရုပ်တံအမှန်တွေ့ရပါတော့သည်ညုံမြင့်တန်ကြားစတင်ရိုက်ကူးပါပြီ ထမတွင် အတွေ့အကြုံမရှိသော ကျွန်တော်တို့ရုပ်ပြောင်စရာတို့၏ရုပ်မှအဟုတ်ပင်ကြောင်စရာသတင်းအခမ်းအနားမှာဧကန်အတွင်ဆင်ရင်ထားပါသည်သဘောထိပ်တွင်အခမ်းအနားမှုအဖြစ်ဥအောင်မြင့်က နေရာယူထားပါသည်ဥအောင်မြင့်နှင့်ကက်လျက်ကျွန်တော်ကတ်တွန်ဥကေသိန်းပြီးတော့ဥကျော်စန်းဥပကလေးဥစိန်ဥပထွေးဥအောင်ရှင်ဆွေးနွေးပွဲဆက်ရင်စခြင်းတွေ့ဆုံဆွေးနွေးပွဲများတွင် အပွဲပွဲနှွှဲလာသော ဝါရင်သူဥအောင်မြင့်ကဦးစွာကတ်တွန်းပညာဤစွမ်းပကားကြောင့်ဉာဏ်ပြည်တလွှကြော်ကြားခဲ့သောကတ်တွန်းဆရာကြီးများနှင့်ကတ်တွန်းအကြောင်းကိုသကတ်ဦးဖြင့်ကြီးကျူးလိုက်ပါသည်။ကဲဆရာဦးဖေသိန်းကအခုရုံမြင့်တန်ကြားမှာတွေ့ဆုံဆွေးနွေးပွဲကိုရောက်ရှိလာတဲ့ကတ်တွန်းဆရာများနဲ့မိတ်ဆက်ပေးစီလိုပါတယ်။ဦးအောင်မြင့်ကကျွန်တော်ကိုဦးစွာမိတ်ဆက်ခြင်းဖြင့်တဆင့်မိတ်ဆက်စေပါသည်။ကျွန်တော်ကတုံတုံရီရီဖြင့် အခုဘေးမှာရှိနေတဲ့သူကတော့ကာတွန်းဥကျော်ဆန်းပါကာတွန်းရေးဆွဲတဲ့အခါကဆလို့လက်မှတ်ထိုးပါတယ်ကဆကျော်ဆန်းအဖြစ်ထင်ရှားပါတယ်ပြီးတော့ဥပကလေးရှင်ပြုံးဥပကလေးပါရှင်ပြုံးကာတွန်းစာဆောင်ထုတ်ဝေသူပါ ဥပကလေးဘေးကတော့ဥစိန်ပါပကြီမောင်စိန်ဆိုရင် လူတိုင်းသိကြပါတယ်ပကြီသာမဟုတ်ကာတွန်းလဲရေးဆွဲပါတယ်ကာတွန်းစရာအဖြစ်လဲထင်ရှားပါတယ် ပြီးတော့ကတ်တွန်းဥပထွေဘာထွေလို့ရေးပါတယ်သူကတ်တွန်းတွေကအယောင်မချေအဖြူတွေတက်တက်ရှင်းရှင်းလေးရေးဆွဲလေးရှိပါတယ်သူစင်တန့်ရှင်းတဲ့သဘောကိုစောင့်ပါတယ်နောက်ဆုံးသူကတော့ကတ်တွန်းဥအောင်ရှင်သူ့ကိုတော့အထူးပြောဖို့မလိုပါဘူးကလေးတိုင်းရဲ့အချစ်တော်ကတ်တွန်းစရာပါသူကတ်တွန်းဇက်ကောင်တွေကတော့အများကြီးပါဥဆန်ရှာဥတိန်တောင်ဥစိတ်တူမြောင်ညိုဥကက်စီစသည်ဖြင့်ပေါ့ ာတွန်းအောင်ရှင်ကတော့ပသိမ့်သားကျွန်တော်ကလည်းပသိမ့်သားပါကာတွန်းရွှေတလေးဥပကလေးကလည်းပသိမ့်သားပါပသိမ့်သားရေဂုံယူစရာလို့ဖြစ်နေပါပြီအောင်ရှင်နဲ့ကျွန်တော်နဲ့ကတော့အเจ้าနေဘက်လည်းဖြစ်ခဲ့ပါရဲ့ကျွန်တော်ဒီဒီအထိမနေအယူပြီးသတိကြီးစွာဖြင့်ပြောရသည်ချွေးပြန်သွားပြီးနှလုံးတုံးရင်ခုန်စေကျွန်တော်ဤစကားဆုံးသည့်နှင့်ဥအောင်မြင့်ကအဓိကအကြောင်းကဏ္ဍဖြစ်သောဆွေးနွေးပွဲကိုစတင်လိုက်သည် ။ဟုတ်ကဲ့အခုလိုဆရာတို့နဲ့တွေ့ရလို့ဝမ်းသာပါတယ်။ဆရာတို့ရဲ့ကတ်တွန်းတွေလှုပ်ရှားမှုကိုအများကသိချင်ကြပါတယ်။ဥဖေသိန်းကစပြီးအရင်ပြောပြပါလား။ထို့ကကျွန်တော်တုံလှုပ်ခြောက်ခြားသွားပါပြီ။ဘာကစ၍ဘာပြောရမည်မသိတော့ပါ။ဟုတ်ဟုတ်ဟုတ်ကဲ့အဟမ်အင်းအဲသီးခံပါခင်ဗျာ။ကြံရှိသောကျုပ်ပြောင်ရုပ်တံအခန်းများကို TV ငွေအောင်ဖန်တာပေါ်တွင်သက်လက်ရှူစားကြပါခင်ဗျာ။ 10ရက်10လ1989ပန်ရုပ်စုံမဂ္ဂဇင်း။၃ ठी လိုက်ပါနားဆင်ပေးခဲ့သူပေါင်းကျေးဇူးတူပဲတင်ရှိပါရဲ့ရှင်။